အမေမင်္ဂလာပါကျွန်တော်ဒီနေ့မတ်အေပရီလ23ရက်နေ့တနင်္လာနေ့တရက်အတွက်ဖြစ်ပျက်လာတဲ့နိုင်ငံကဘာရွှေစည်းနေသားကိုကျွန်တော်သုံးသပ်ပြောကြားပြီးသွားမှာဖြစ်ပါတယ်။ဒီနေ့မနက်မှာလည်းကဘာရွှေစည်းရစံချိန်တင်ဈေးတက်နေဒီအချိန်မှတော့ပြကဘာရွှေစည်းရဈေးတက်နေရစံချိန်တင်ဈေးတက်နေရဆိုတာသတင်းမဟုတ်တော့ကဘာရွှေစည်းတဟုန်ထိုးကြမှာတာကျွန်တော်သတင်းလို့နော်။အော် breaking news လို့ပဲယူဆရမယ်အနေထားမျိုးဖြစ်နေ။ကဘာရွှေစည်းတက်တာတော့မဆန်ဘူး။ကြာနေနေတက်များများတဲ့တက်နေ။ဒီနေ့မနက်မှာဆိုရဲတက်နေတယ်။ဟုတ်ပြီ။ ်စာရင်းတင်တက်နေရတော့ကျွန်တော်တို့လက်ရှိချင်းဒီဆိုကျွန်တော်တို့3385လောက်ထိရောက်ပြီးသွားပြီပေါ့နော်ဟုတ်ပြီအဲ့ဖက်တဲ့ခါမှာကျွန်တော်တို့ကဘာရွှေစီဒီနေ့အနေထားဘယ်လိုဆက်ဖြစ်နိုင်မလဲဆက်တက်အောင်မလားအကြပြန်လာနိုင်အောင်မလားအဲ့အရာကိုကျွန်တော်တို့တစ်ချက်ကဘာရွှေစီရဲ့ချက်ကိုတွားကြည့်ပြီးတော့ဤပညာပိုင်းရတော့တက်ကြည့်လိုက်အောင်ပေါ့နော်အာကျွန်တော်တို့တောက်ကြပြီးခဲ့တဲ့အဲတောက်ကြနေတော့ကျွန်တော်အကြနဲ့ပြီးခဲ့တယ်ကဘာရွှေစီရတောက်ကြနေတရက်တာမှာပေါ့အာဒီမှာဆိုလိုက်ကဘာရွှေစီကျွန်တော်ကဗျာအာ6ရက်စတိုက်လောက် အသက်နဲ့ပြီးခဲ့တာဖြစ်တဲ့ခါမှာ60ဆတဲ့အသက်ပြီးပြီးတော့တောက်ကြနေမှာအကြနဲ့ပြီးရပေါ့တပတ်ကလည်းကျွန်တော်တို့ကအာတရုတ်နဲ့အမေရိကန် trade war ကဆွေးနွေးတော့မှလို့လို့ပါလို့လို့အတန်ကြားတဲ့ခါမှာတော်တော်များများတော့ trader တွေဟာကြပြီဆိုပြီးတော့ကျွန်တော်တို့တောက်ကြနေညမှာဆောကြာပရီနေပေါ့တောက်ကြနေဆိုရတယ်ကြာပရီနေကျွန်တော်တောက်ကြနေရကျွန်တော်တို့အမေရိကန်နိုင်ငံရဲ့ good friday ဆိုတော့ဈေးကွက်ပိတ်တာကျွန်တော်မေ့သွားလို့ပေါ့နော်အဲတောက်ကြနေမို့ကြာပရီနေတော့ဆိုတချို့သော trader တွေဆိုရင်တောက်ကြနေဈေးကွက်ပိတ်တာလည်းမသိတာဖြစ်တဲ့ခါမှာအဲကြာပရီနေညမှာဆိုရင်အယောင်း order တွေ ဝင်ထားကြတယ်ပေါ့နော် short position ကျွန်တော် market ခေါ်တာ short position တွေဝင်ထားကြတယ်အဲ့မှာကျွန်တော်တောက်ကြနေဈေးပိတ်တယ်ဒီနေ့မနက်မှာဈေးထောင်သက်သွားတဲ့ခါမှာတချို့ trader တွေဆိုရင် stall loss ထိကုန်တဲ့တချို့ trader တွေဆိုရင်ကျွန်တော်တို့ risk တွေဖြစ်ကုန်တယ်ပေါ့နော်ကျွန်တော်တို့အဲကမ္ဘာရှိ trading account အဲ့ဟာဖြစ်တဲ့ခါမှာကျွန်တော်တို့ကရှင်းပါလေကမ္ဘာရွှေစည်းရဲ့လက်ရှိတာတိုင်းရှင်းရဘဲသွားနေလဲအတက်ဖက်ဖက်သွားနေတာကျွန်တော်ကြည့်လိုက်တောက်လျှောက်ဒီကရက်တက်လာတာတက်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  trend တက်မလားဖြစ်ပြီးတဲ့ခါမှာတက်တယ်တက်တယ်တက်တယ် ကြနေနေတက်များများနဲ့တွားနေဖက်ကကျွန်တော်3တော့3အထက်တိဘိုင်းတော့ရောက်လိုက်ဒီနေသားမှလည်းကျွန်တော်ကကပတ်ရွှေကိုတချို့တော့တွေ့တာလေလှိမ့်ရောင်းနေတော့မယ်ကျွန်တော်ဆိုကြာပင်းနေကဝဲတယ်ကျွန်တော်ဆိုရင်ကြာပင်းနေကဈေးပြန်ကြတဲ့အချိန်မှာဝဲတယ်ပြဿနာကျွန်တော်ဝဲတဲ့ဈေးကစောသွားလို့ကျွန်တော်စတော့လို့ထိသွားလို့ဒါအမှန်ဆိုကျွန်တော်ခုကျွန်တော်ဆိုလဲအဲကျွန်တော်ဝဲတဲ့ဈေးအတိုင်းအဆိုဒီအချိန်မှာဆိုကျွန်တော်တို့အများကြီးမျက်နေပေါ့နော်အဲ့ဒါပြက်ကကျွန်တော်ဆိုအခုချိန်အနေထားလည်းအဝဲပဲဦးစားပေးရမှာပဲဘာလို့မင်းမဆိုကျွန်တော်ကကပတ်ရွှေဈေးရဲ့လာရအောင်ကျွန်တော်ကလစ်လို့ရှုလို့မရအောင် ကျွန်တော်ကပြတက်တိုင်းတက်တိုင်းလိုက်ရောင်းနေဒေါ်လာဘီလီယံချီပြီးပိုင်းနေလဲကဘာရွှေစည်းကွက်မှာလောက်မှာမဟုတ်ဘူးတက်တိုင်းလိုက်ရောင်းနေတက်တိုင်းလိုက်ရောင်းနေတက်တက်တိုင်းလိုက်ရောင်းနေဘာလို့ဆိုကဘာရွှေစည်းလက်ရှိတောက်လျှောက်အသက်ဖက်ဖက်ဦးတည်နေကျွန်တော်သတင်းရပဲကြည့်ကြည့်ဗျာနီးပညာပိုင်းရပဲကြည့်ကြည့်အသက်ဖက်ဖက်ဦးတည်တာအဲ့ဒါပြတ်ကကျွန်တော်တို့ကဘယ်စည်းမှာဝယ်ရမလဲဝယ်ဖို့ဈေးတန်းကိုပဲကျွန်တော်ရှားมาဖြစ်ပါတယ်ဝယ်ဖို့ဈေးတန်းရောင်းဖို့ဈေးတန်းကတော့ဗျာကျွန်တော်တို့ဒီအကြပတ်ကိုလုံလုံလန်းလန်းကြီးရောက်သွားစေနိုင်မဲ့အနေအထားမျိုး တနည်းအားဖြင့်တတိကျပြောမယ်ဆိုတော့ဗျာတရက်တာမှာဗျာဥမာလက်ဒီနေ့မှာဗျာ3000 3380ရာနေဗျာညလေရောက်တော့ချက်ချင်းထိုးကြပြောဗျာ3000 250ဒီအောက်ပါလေပစ်တရာ50 160လောက်ကျသွားတယ်တရက်တာအတွင်းအဲ့လိုကျသွားတဲ့အနေထားမျိုးဆိုရင်တော့ကျွန်တော်တို့ကရောင်းဖို့နောက်ရက်တွေမှာရောင်းဖို့စဉ်းစားကောင်းစဉ်းစားနိုင်တယ်ဒါပေမဲ့လက်ရှိအနေထားဆိုရင်ကျွန်တော်အဝဲပဲအဝဲပဲစဉ်းစားမယ်ဘယ်ဈေးမှာဝယ်တင်လဲအောက်ဈေးဘယ်ဈေးနဲ့မှာဝယ်တင်လဲဟုတ်ပြီအဲ့အပြတ်တဲ့ခါမှာဒီနေ့မနက်မှာဆိုရင်ကပ္ပရွှေဈေးရကျွန်တော်မနက်ခင်းဈေးပွင့်တဲ့ချိန်မှာ3300 အာ30နားမှာဈေးပွင့်လာခဲ့တယ်ဒီဒီများမှာတခုရှိရပါတော့ကျွန်တော်တို့အာဆာဗာတွေ broker တွေတခုနဲ့တခုမတူတာမလို့သူရဲ့အဖွင့်အချိန်ပေါ်မူတည်ပြီးတော့အဖွင့်ဈေးရတော့နည်းနည်းကွဲပြားကောင်းကွဲပြားနိုင်တယ်တချို့သော broker တွေက3338မှာဖွင့်တယ်တချို့သော broker တွေက3330မှာဖွင့်တယ်တချို့သော broker တွေက3332မှာဖွင့်တယ်ဒါတော့ကွဲပြားကောင်းကွဲပြားနိုင်တယ်ဒါပေမဲ့လက်ရှိကမ္ဘာ့ရွှေ့ဈေးတက်နေတဲ့ဈေးအသက် ရောက်နေတဲ့ဇေယျတော့အာလုံးနီပါကျွန်တော်တို့ထက်တူညီနေထက်တူညီလူနီပါရှိရပေါ့နော်အဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်လက်ရှိမှာဆိုရင်ကျွန်တော်က3309ရောက်နေ3380 3309ရောက်နေတယ်အမြင့်ဆုံးနေနဲ့3385လောက်ထိတက်ခဲ့တယ်အနေဆုံးကတော့ကျွန်တော်မနေ့တုန်းကအပွင့်စင်းနာပဲအဲ့လောက်လောက်ပဲကြာခဲ့တာဆိုတော့ကျွန်တော်ကဘာရွှေစရာလက်ရှိမှာတရက်တန်နေထားရအသက်အားတော်တော်ကောင်းနေနေထားမျိုးတွေ့နေရဟုတ်ပြီအဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်ကအချင်းတနာရဲ့အတိုင်းတာနဲ့ကျွန်တော်တို့ကသုံးသက်ကြည့်မှာဆိုရင် လက်ရှိကဘာချွေစိတ်အတွက်ပေါ့နော်အပေါ်ဘက်မှာဒီ3385ဆွဲဈေးတန်းလေးကဈေးအတက်အဟန်သားဈေးတန်းကျွန်တော်တို့ market ခေါ်ရဆို resistant ပေါ့နော်ဒီဈေးအတက်အဟန်သားဈေးတန်းဖြစ်နေတယ်ပြောချင်တာကဘာချွေစိတ်ဆက်တက်တယ်ဆိုရင်ဒီအပေါ်ဖောက်နိုင်မှာရလိမ့်မယ်ဖောက်နိုင်တယ်ဆိုတာပဲ3385ထက်မှာ3386ဆိုပြီးတော့အဲ့လိုဖောက်သွားတာမျိုးမဟုတ်ဘူးကျွန်တော်တို့ဈေးကွက်မှာအချင်းတနာကြီးအတိုင်းတာအပိတ်ဈေးဆိုတာရှိတယ်သူတနာကြီးပြီးတိုင်းမှာအာဈေးပိတ်တဲ့ဈေးရှိတယ်အဲ့အပိတ်ဈေးကဒီ3385အထက်မှာ ဒီကန်တဲ့အတုံးလေးပေါ့နော်ဒီအာအချင်းတနားရဲ့အတိုင်းတာကန်တဲ့အတုံးလေးက3385အထက်မှာဘော်ဒီနဲ့ဖောက်ပြီးတနည်းအားဖြင့်တနားရဲ့အတိုင်းတာပေးစီရဲ့3385အထက်မှာဖောက်တက်ပြီးပိတ်သွားနိုင်တယ်ဆိုရင်ကဘာရွှေစီဆက်တက်လိမ့်မယ်ဘယ်တိဆက်တက်နိုင်လဲအ ਨੇ ဆုံးကျွန်တော်တို့3400ဒီထက်ပိုတက်မယ်ဆို3420 3430တွေထိတက်သွားနိုင်တယ်အဲ့တော့ပြတဲ့ခါမှာကျွန်တော်တို့ကရှင်းပါတယ်ကျွန်တော်တို့တော့400ဒီနေ့အမြင်ဆုံးပယ်ထိတက်နိုင်ခြေရှိတယ်လို့မြင်မှာဆိုကျွန်တော်အမြင်ရနော်ဒီထက်လည်းပိုတက်ကောင်းတက်နိုင်တယ်နော် ဒါမဲ့ကျွန်တော်အမြင်အရဆိုရင်တောင်းတော့430လောက်တိကျွန်တော်တို့အသက်မြင်ရနိုင်တယ်ခင်ဗျဒီနေ့မှာအဲ့ဒါပြတဲ့ခါမှာကျွန်တော်အရင်ဆုံးဒီ335အထက်မှာအချိန်တစ်နာရီအတိုင်းတာပိတ်စိတ်ကျွန်တော်တို့ market ခေါ်ရ H1 candle နဲ့335အထက်ကိုဖောက်ပြီးပိတ်ဖို့လိုအပ်တယ်အဲ့လိုဖောက်ပြီးပိတ်သွားရင်တော့ live ဝင်ဝယ်လို့ရတယ်အ ਨੇ ဆုံး target ကဗျာကျွန်တော်တို့ရီဒိုအနေနဲ့ဆို340လောက်ဒီရီဒိုရလဲဒီထက်ပို့ပြီးတော့ကျွန်တော်တို့ကယူချင်တဲ့ဆိုတော့340 330ဒီကိုက risk များများယူပြီးတော့စိတ်ရှိရင်လည်းစောင့်နိုင်ဆိုအထီယူလို့ရလေအရှုံးပိုင်းစင်းတဲ့တော့ပြကျွန်တော်တို့အာ3305အောက်လောက်ပေးပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ကဝယ်လို့ရတယ်တုံးရှင်ကအထက်မှာဖောက်တက်ပြီးပိတ်သွားတယ်ဆိုရင်ဟုတ်ပြီတကယ်လို့ပေါ့တုံးရှင်ကအထက်ဖောက်ပြီးမပိတ်နိုင်လို့တုံးရှင်ကအထက်ကိုမတက်နိုင်လို့ပြန်ကျလာရင်ရောပြန်ကျလာရင်ကျွန်တော်တို့ဒီဝယ်ရမယ့်ဈေးနှုန်းလေးဒီဈေးနှုန်းလေးတွေရှိတယ်3350 3358ကြာမှာဆိုကျွန်တော်တို့ကပ္ပရွှေဝယ်လို့ရတယ် ပြန်ကြလိုက်မော်ဒီ3385ထက်ကိုမဖောက်နိုင်လို့ဒီနားမှာရောင်းလို့အားတွေဝင်လာပြီးပြန်ကြလိုက်ဆိုရင်3350 3358ကြမှာကပ္ပရွှေကိုကျွန်တော်တို့ရေးလို့ပြန်ဝယ်လို့ရရဒီနေ့အတွက်ဟုတ်ပြီအမြတ်ပိုင်းစေးတောင်းကိုဘယ်လောက်ယူမလဲကျွန်တော်တို့3380 3385လောက်ထိကျွန်တော်တို့ယူလို့ရတယ်အရှုံးပိုင်းဈေးတန်းကတော့ဗျာကျွန်တော်တို့အဲဒီ3348အောက်လောက်ပေးပေါ့နော်ဒါတော့3350နဲ့9ခွန်ကြာမှာကျွန်တော်တို့ဝယ်လို့ရတယ်တကယ်လို့ဒီအောက်ကိုဆက်ကြသွားတယ်ဆိုရင်ဟော ဆက်ကြသွားပြီဆိုတော့ဒီဈေးနှုန်းဝင်ကျင်ဗျာကျွန်တော်တို့3330နဲ့3330နဲ့ပေါ့နော်3330နဲ့3320ကြားမှာကျွန်တော်ပြောင်းဝယ်လို့ရတယ်ဒီကြားကြခဲ့မယ်ဆိုရင်ကျွန်တော်ဒီနေ့မှာရဲရဲကြီးပြောင်းဝယ်မှာတပတ်က breaking news တွေပါလို့မထွက်ဘူးเนาะ breaking news တွေပါမထွက်ဘဲနဲ့ဒီကြားတဲ့ဒီကြားကိုဈေးပြန်ကြခဲ့တဲ့ဆိုရင်ဒီဈေးနှုန်းဆုံးမှာကျွန်တော်ဒီနေ့အတွက်ဆိုရင်ကျွန်တော်ရဲရဲကြီးပြောင်းဝယ်မှာဒီနေ့ဒီဈေးနှုန်းဆုံးမှာပြန်ရောက်ချင်မှာရောက်ရောက်ပါ မလားလောက်မသိဘူးပေါ့เนาะကျွန်တော်တို့ဘာလို့မြင်ရဆိုတော့3330 3320ဆိုတာတကယ်ကျွန်တော်လက်ရှိမှာဆိုရင်ဈေးအကျအဟန်တာအဓိကအဟန်တာဈေးတန်းဆိုရင်ကျွန်တော်ခေါ်ရဆိုရင်တောင်းဆပ်ပုတ်ဆုံးကြီးဖြစ်နေတယ်ဒီဆုံးတော့ပြန်မရောက်နိုင်တော့ဘူးထင်တယ်ပေါ့ကျွန်တော်အမြင်ကအလုံးဆုံးရောက်ဒီ3350နဲ့3958ဒီကြားပဲရောက်မလားပေါ့เนาะအဲ့ဒါဖြစ်ကဒီတကယ်လို့ဒီဈေးတန်းဆိုမထင်မှတ်ဘဲနဲ့ရောက်ခဲ့တယ်ဆိုရင် ရေးရတာပဲ3330နဲ့3320ကျောင်းရောက်ခဲ့တယ်ဆိုရင်ရေးရတာပဲအရှုံးပိုင်းဈေးနှုန်းကတော့3320အောက်လောက်ပေးအမြတ်ပိုင်းဈေးနှုန်းတော့ဗျအနည်းဆုံးကျွန်တော်3350ထိယူလို့ရတယ်ကိုကတကယ်လို့ဒီထက်ပိုပြီးတော့စိတ်ရှည်ပြီးတော့ risk များများယူနိုင်နေဆိုရင်ကျွန်တော်3380တွေ3385လေးထိစောင့်ပြီးတော့အမြတ်ပိုင်းလို့ရတယ်ခင်ဗျအဲ့အပရကဒီနေ့တော့ကျွန်တော်အဝယ်ကိုပဲဦးစားပေးရပါမယ်ပေါ့အာအယောင်အတွက်ဆိုရင်တော့ကိုကရောင်းချင်တပါဆိုတဲ့ရောင်းချင်တပါဆိုရင်ကျွန်တော်တို့ကဒီ3385ကိုမဖောက်နိုင်ဘူးဆိုရင်ဒီ3385နားမှာ risk များများယူပြီးတော့ရောင်းလို့ရကျွန်တော်ပြောစကားသတိထားနော် risk များများတော့ယူရမယ်ပြောချင်တာအနေရတော့ရှိတယ်ကိုကရောင်းချင်တပါဆိုရင်3385နာမှာရောင်းလို့ရတယ်ဟုတ်ပြီတကယ်လို့3385အထက်တက်သွားတယ်ဆိုရင်ဖောက်တက်သွားတယ်ဆိုရင်3430နာမှာ risk များများယူပြီးတော့ရောင်းလို့ရတယ်အနေရတော့များတယ်ကိုရောင်းချင်တပါဆိုရောင်းလို့ရတယ်ဒါမှမဟုတ်ကိုကနည်းနည်း risk short ချင်တယ်ဆိုရင်ဒါဒီ3320အောက်မှာကဘာရွှေစီ ဒီနေ့တနေ့တာတွင်အချိန်တနာဤအတိုင်းတာအပိစေကျွန်တော်တို့ market ခေါ်ရ H1 Beaconess တက်နဲ့ဒီ3320အောက်မှာဖောက်ကြပြီးဈေးပိတ်သွားရင်တော့ကျွန်တော်တို့ရောင်းလို့ရတယ်ခင်ဗျဘယ်လောက်ထိတာဂက်ယူလို့ရလဲမြင်မယ်ဆို3965လောက်ထိတာဂက်ယူလို့ရတယ်3965လောက်ထိအမြတ်ပိုင်းဈေးတန်းတာဂက်ထားထားပြီးယူလို့ရတယ်အရှုံးပိုင်းဈေးတန်းကတော့ဒီ3330အထက်မှာပေးပေါ့နော်အဲအဲ3320အောက်မှာအချိန်တနာဤအတိုင်းတာအပိစေနဲ့ဖောက်ကြပြီးပိတ်သွားပြီဆိုရင်ကျွန်တော်တို့ဒါကတော့ risk နည်းနည်းနည်းနဲ့ရောင်းလို့ရတဲ့အနေအထားလေးပေါ့နော်အဲ့ဒါပြတဲ့ခါမှာကျွန်တော်တို့အာဒီအားဒီနေ့အတွက်ကျွန်တော်ကပ္ပချွေစီအတွက်တရက်တာအယောင်းဝယ်လောက်ရမယ်ရေတိုးအယောင်းဝယ်လောက်ရမယ်ဈေးတန်းအနေအထားလေးလေးဖြစ်ပါတယ်တကယ်လို့ပေါ့နော်ကျွန်တော်တို့ဒီနေ့တရက်တာအပိစီအပိစီကတနေ့လာနေတရက်တာအပိစီကတခုချီရတော့ဒီနေ့မှာကျွန်တော်တို့ကအာ Easter နေ့ဖြစ်တာဖြစ်တဲ့ခါမှာတချို့ market တွေပိတ်တယ်ဗျကျွန်တော်တို့ အင်္ဂလန်ဈေးကွက်တို့ဟောင်ကောင်ဈေးကွက်တို့ဘာလို့တော်တော်များများနယူးဇီလန်ဈေးကွက်တို့ဘာလို့ပိတ်ပိတ်ကြတယ်ဆိုရဒီပိတ်တဲ့အနေထားမှာတော့တော်တော်တက်နေတာဗျကျွန်တော်မနေ့ပြန်မှာအဲ့ဈေးကွက်တွေပြန်ဖွင့်လာရင်တဟုန်တို့ပဲဆက်သက်သွားမလားပေါ့နော်အဲ့ဒါဖြစ်တဲ့အခါမှာတကယ်လို့သာဒီနေ့တရက်တာကပတ်ရွှေတနေ့နာနေ့တရက်တာကပတ်ရွှေအပိတ်ဈေးတာ3385အထက်မှာဈေးပိတ်ခဲ့တယ်ဆိုရင်ဒီနေ့အတွင်းပြ3420 3430အထိဈေးမတက်ခဲ့ဘူးဆိုရင်မနေ့ပြန်မှာတကြရ3420 3430အထိအနည်းဆုံးဈေးတက်လိမ့်မယ် အဲ့လိုမဟုတ်ဘဲနဲ့စန့်ကျင်ဘက်နေနဲ့ပေါ့နော်ဒီတော့ဒီ3320အောက်မှာဒီနေ့တရက်တာဇီပြန်ပိတ်ခဲ့မယ်ဆိုရင်တော့အကြမ်းမလို့ရရေတို့အကြလေးဘလောက်ဒီမလို့ရလဲမိမဲ့ဆိုရင်နောက်ရက်ဒီမှာကျတော့ဒီတစ်ပတ်ထဲမှာပေါ့နော်အာ3.50နာရီတိကျွန်တော်အကြပြန်မလို့ရအဲ့ဒါပြတဲ့ခါမှာဒီနေ့တရက်တာပိတ်စီ3385ထက်ပိတ်မလား3320အောက်ပိတ်မလားဆက်ပြီးစောင့်ကြည့်ရမယ်ဂျားထဲမှာပိတ်သွားတယ်ဆိုရင်လည်း နောက်ရက်မှာအသက်အားဆက်ဆက်နည်းနည်းဆက်ရှိနိုင်တယ်။ဂျားထဲမှာပိတ်သွားပြီဗျ။ဥမာပြဒီအာဆိုကြပါစို့3350နာလောက်ဒါမှမဟုတ်လဲ60အထက်တို့ဘာလို့မှပိတ်သွားရဲဆိုရင်နောက်ရက်တင်မှာအသက်အားဆက်ရှိနိုင်တယ်ခင်ဗျ။အသက်အားဒါပေမဲ့3385ထက်ပိတ်ရင်တော့နောက်ရက်မှာကျွန်တော်ဤပညာပိုင်းရမှာသတင်းနာတကူကူမထွက်ခဲ့ဘူးဆိုရင်ကျင်းတေပေါက်ဆက်တန်နိုင်ကြီးများတယ်။ဟုတ်ကဲ့ဒါလည်းအောင်ဤပညာပိုင်းရသုံးသက်ချက်ပါနော်။သတင်းပိုင်းရဆိုရင်တော့ဒီနေ့ဘာသေးတာမှမရှိဘူး။ ဒါပေမဲ့ကျွန်တော်တို့ခုနကတော့ပေါ့နော်ကျွန်တော်ဗီဒီယိုရိုက်စင် cover photo နဲ့တုံးခဲ့တဲ့ကျွန်တော်တို့အဲအမေရိကန်ပုံပန်ဥက္ကဋ္ဌဂျရုံပိုးဝဲပေါ့နော်ဂျရုံပိုးဝဲနဲ့ trend ကြောင်းမှာပြဿနာဖြစ်တယ် trend ကကျွန်တော်တို့ကအမေရိကန်မှာအကျွေးတွေလက်ရှိမှာအကျွေးတွေများနေပေါ့အကျွေးတွေများနေတဲ့ပြတ်ကမှာအမေရိကန်ဘန်တူကလည်းမြင့်နေတယ်အဲ့ချိန်မှာအမေရိကန်ကသူ့ရဲ့ကျွေးရှင်နိုင်ငံတွေတတိယပဲအကျွေးရှင်တွေကသူကစိတ်ရတဲ့အတူတူအရန်များနေအမေရိကန်ဆိုးရတာအဲ့ချိန်မှာ trend ကကျွန်တော်တို့ကဘန်တူကို short စေခြင်း ဘာလို့လဲရှိအမေရိကန်ရဲ့ကျွေးမီပမာဏကိုသူရှော့ချခြင်းနဲ့ပြီးတော့လက်ရှိမှာသူတို့တရုတ်တို့ဘောင်းနဲ့ trade war ဆင်းရဲနေတဲ့အခါမှာအဲ့ကျွေးမီပြဿနာကြီးဘာတွေအဲ့အတိုးတွေဘာကြီးကသူ့တဲ့ window ဝင်ဖို့ဖြစ်နေအဲ့ဟာကိုသူကရှော့ချစေခြင်းနဲ့တနည်းအားအမေရိကန်ဘောပန်းဥက္ကဋ္ဌကိုသူကအဲ့ဟာရှော့ဖို့ပြားပေးတယ်ပေါ့ဒါလည်းမဆန်းပါဘူးပြီးခဲ့တဲ့ပထမတတန်ကလေးကလည်းသူကအမေရိကန် covid ကာလတုန်းကဆိုရင် အမေရိကန်ဘောပန်းကသူဘန်တုံးလို့ရှော့ဖို့ဟိုပြားပြရမျိုးကြီးပါရှိတယ်အခု တမလတတန်းပေါ့နော်အဲဒုတိယတမလတတန်းကိုကျွန်တော်တို့ဒီအစပိုင်းကာလတွေမှာရဲ့ဒါအမေရိကန်ဘိုးဝံဥက္ကဋ္ဌကိုဖိအားပေးပြဿနာအမေရိကန်ဘိုးဝံဥက္ကဋ္ဌကလည်းလက်ရှိစီးပွားရေးအနေအထားသူအလောက်ကိုင်းနှုံထားအနေအထားပြီးတော့ inflation ဝင်ကြီးဖောင်းဖောင်းဝင်အနေအထားတွေရာသူကရှော့ချိန်မတန်သေးဘူးဖြစ်တာတက်ကသူအနေနဲ့မလျှော့ပေးသေးဘူးအခက်မသိရင်တိုးတာမျိုးတောင်ဖြစ်နိုင်တယ်ဘာညာတော့အဲ့လိုမျိုးတွေတောင်တရင်ထွက်နေအောင်ပေါ့နော်အဲ့ဒီအနေအထားမှာ trend ကအမေရိကန်ပိုးပန်ဥက္ကဋ္ဌကိုသဘောမကျတဲ့အနေအထားမျိုးဖြစ်တာပေါ့ကျွန်တော်ပိုးပွဲကိုသဘောမကျတော့ဘူးပြဿနာကအမေရိကန်တပ်မတော်ကလည်းကျွန်တော်တို့က တယောက်တည်းလုံပိုင်ခွင့်နဲ့အမေရိကန်ပုံပန်ဥက္ကဋ္ဌကိုထုတ်လို့မရအောင်တက်တော်ရဲ့သဘောတူညီချက်တက်တော်ရဲ့သဘောတူညီချက်တော့မှကျွန်တော်သုံးပုံနှစ်ပုံလားမသိဘူးပေါ့နော်သုံးပုံနှစ်ပုံဟိုထက်ကျော်တဲ့သဘောတူညီချက်နဲ့မှဒါအမေရိကန်ပုံပန်ဥက္ကဋ္ဌကိုထုတ်လို့ရမှာပြည်ထောင်စုအလို့တက်တော်ရဲ့သုံးပုံနှစ်ပုံသဘောတူညီချက်ရဖို့ဆိုတာလည်းတစ်ဖက်ကဒီမိုကရက်တစ်ပါတီကတက်တော်မှာဒီမိုကရက်တစ်ပါတီကအမှတ်တွေပါရှိရပြတဲ့ကောင်မှာရဖို့မလွယ်ဘူး ဲ့အဖက်တက်ကမှ trend အနေနဲ့ပိုးဝဲကိုထုံနိုင်မဲ့နီလန်းတွေကိုသူ့ရဲ့ဥပဒေအဖွဲ့ပေါ့နော်သူ့ရဲ့အဲတမလာယုံအဖွဲ့သားရဲ့ဘာယိုကနီလန်းရှာခိုင်းတဲ့ဘာယိုတရင်ထွက်တာတနည်းအားဖြင့်ဘယ်လိုထုတ်လို့ရမလဲပေါ့နော်မမရရတဲ့နီးနဲ့ထုတ်မယ်ပေါ့နော်အဲ့အဖက်တက်ကမှဒီလကုံ April လကုံမှာပိုးဝဲကိုဘိုးဘန်ဥက္ကဋ္ဌရာထူးကနေထုတ်မယ်ဆိုတော့တတိယနေ့မနေ့ကလေးရောဒီနေ့ရောထွက်လာတယ်။မြန်မာကထုတ်မယ်ပေါ့နော်။အဲ့အပတ်ကမှာဒါမဲ့ကျွန်တော်တို့ကပိုးဝဲတတိထားမှာအမေရိကန်စီးပွားရေးလက်ရှိအနေလောကမှာကျွန်တော်တို့ကအောစာတက်ရောက်မှုကြီးမားတဲ့လူ သူတဝူးလို့ပြောလို့ရတယ်ပြီးခဲ့တဲ့ကျွန်တော်ကပြ trend တက်တန်ပထမနှစ်ကတည်းကသူကအခုချိန်ထိ10နှစ်တိုင်အောင်သူအမေရိကန်ပုံပန်ဩဂရလှုပ်လာခဲ့တဲ့အနေထားဖြစ်တာဖြစ်တဲ့ခါမှာကျွန်တော်တို့ကသူလက်ရှိမှာ तू ကဒီကမ္ဘာစီးပွားရေးရောအမေရိကန်စီးပွားရေးရောဒီ तू policy တွေနဲ့ तू ချိန်ညှိပြီးတော့ထိမ့်သိမ့်ပေးနေတဲ့ control လုပ်နေတဲ့ပုံကတူဖြစ်တာပြတာကသူ့ကိုထုတ်လိုက်ပြီးတော့ Trump ကသူ့စိတ်တိုင်းကြလုပ်ပေးမယ်အမေရိကန်ပုံပန်ဩဂရနောက်တူခန့်မယ်ဆိုရင် အမေရိကန်စီးပွားရေးကမ္ဘာစီးပွားရေးဒီထက်ပိုပြီးဆိုးဝါးသွားနိုင်တယ်ကမ္ဘာစီးပွားရေးလည်းကမောက်ကမဖြစ်ပြီးတော့တနည်းအားဖြင့်ကျွန်တော်အခုခုကရေမန်းနေစီးပွားရေးပြက်ကက်ကိုဖြစ်နိုင်ကြရအလားလာပိုများသွားနိုင်တာဖြစ်တဲ့အခါမှာကျွန်တော်ကအခု safe haven asset လို့ခေါ်တဲ့ကက်ကျော်ပစ္စည်းလို့ခေါ်တဲ့ကမ္ဘာရွှေဘက်ကိုဒီ trader တွေ investor တွေကဝယ်လို့အထိအလုံးရင်းဝင်ကုန်တဲ့အနေအထားမျိုးဖြစ်တဲ့အခါမှာကျွန်တော်ဒီနေ့မှဆိုဈေးကွက်တချို့ပိတ်ပြီမဲ့လဲကမ္ဘာရွှေစရာထောင်သက်သွားတဲ့အနေအထားမျိုးဖြစ်နေခြင်းဖြစ်ပါတယ်အဲ့ဒါပြတဲ့အခါမှာကျွန်တော်အဲ့ အာပိုးဝဲနဲ့ထွန့်ရဇလံဘယ်လိုဆက်လာမလဲတပတ်ကကျွန်တော်တရုတ်နဲ့အမေရိကန်ပြကုံတွန်ကြီးစစ်ကတော့သူတို့စင်တူးနေတော့တော့သူတို့အစဉ်ပြေသူတို့ဘာလို့လို့ထရန့်ကအာတရုတ်တမနာရှီချင်းပင်နဲ့စကားပြောလာအစဉ်ပြေရဲ့ပုံစံမျိုးဘာညာပြောတယ်ဆိုပေမဲ့လည်းတပတ်ကဒီတရင်တက်လာပေါ့နော်အဲ့ဒါဖြစ်တဲ့ခါမှာထရန့်ကသုံးဆောင်တိုင်းပဲပြဒနာတစ်ခုပြေလေသွားရင်တော့ပြဒနာတစ်ခုထက်ရှားမှာပဲ ဒီပိုးဝင်တဲ့ပြဿနာရှိသေးပြီးတော့ကျွန်တော်ရီမင်တို့ဘာလို့ဘုံကျဲတဲ့ကိစ္စကိုတရားတော့အာကျွန်တော်တို့ကလက်ရှိဈေးကွက်ပေါ်တော့အရင်ကြီးတယောက်မှုတော့မရှိသေးဘူးဒါပေမဲ့လည်းကျွန်တော်အရှိအလယ်ပိုင်းဒေတာမှာဒီတင်မာမှုတွေမြင့်တက်လာပြီးတော့အီရန်နဲ့အစ္စရေးပါလက်စတိုင်းအမေရိကန်အဲ့ပြဿနာတွေထပ်ပစ်လာတယ်ဆိုရင်လည်းအဲ့ပြဿနာတွေကကပ္ပရွှေပေါ်ကပ္ပရွှေတောက်ချောက်တောက်ချောက်တက်နေတဲ့ကပ္ပရွှေအပေါ်ဘုံ ျွန်တော်တို့က pressure ထပ်ပေးနိုင်တယ် pressure ထပ်ပေးနိုင်ဆိုတာဆက်သက်သွားနိုင်တယ်ညာမှုဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်အဲ့အနေထားကိုကျွန်တော်သတိထားဖို့လိုအပ်ပါတယ်ဒါပေမဲ့တစ်ခုရှိရတခါလေအဲ့လိုသတင်းတွေထွက်လို့ကပ္ပရွှေရအတက်ဖက်သွားမယ်လို့ယူဆရတယ်တခါလေကျွန်တော်တို့ကဗျာအဝယ်သမားနေအမျက်ပိုင်းရာနေဈေးရဟိုးအောက်ထိထိုးကြပြီးတော့ဟိုးအောက်ထိထိုးကြပြီးမှပြန်တက်သွားတာမျိုးဖြစ်လိမ့်ရှိတယ်တနည်းအားဖြင့်ကျွန်တော် April လအာပထမပတ်တုန်းကပုံစံမျိုးပေါ့နော်ဆက်တက်ရမယ်ကပ္ပရွှေစီရယူအဝယ်သမားနေအမျက်ပိုင်းနဲ့ခါမှာပြန်ထိုးကြပါလေပြီးမှအောက်ဈေးတနည်းအားရောက်မှပြန်တက်သွားတဲ့အနေအထားမျိုးတွေ အပေါ်ထောင်တက်သွားနေတာမျိုးတွေလည်းရှိနိုင်တယ်အဲ့ဒါပြတဲ့ခါမှာကျွန်တော်တို့ကအခုလိုသတင်းတွေတောက်လျှောက်ပေါ့နော်အဲပြတနာတောက်လျှောက်ဖြစ်နေနေတာမှာကျွန်တော်တို့ကကမ္ဘာရှူထွက်တဲ့ခါမှာကျွန်တော်ဝယ်ရမယ့်ဈေးရောင်းရမယ့်ဈေးသူတပြင်းဝယ်ရမယ့်ဈေးပေါ့နော်ဝယ်ရမယ့်ဈေးကိုကျွန်တော်တို့ကတေချာရွေးချယ်ပြီးတော့ risk management risk management ကောင်းကောင်းနဲ့ကျွန်တော်တို့ကအယောင်းဝယ်လုပ်တတ်ဖို့လိုတယ်ပေါ့နော်မဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့ကအနေရအရင်များတယ်အရာလေးကိုကျွန်တော်တတိထားဖို့လိုအပ်တယ်လက်ရှိမှာတော့အဲ့ပိုဝဲနဲ့ထရန်ဒရင်ကဟော့ဖြစ်နေတယ်အဲ တရုတ်နဲ့အမေရိကန်ကုန်သွယ်ရေးစစ်ပွဲအနေထားလဲကျွန်တော်စောင့်ကြည့်ရမယ်အဲ့ပိုးဝဲသတင်းထွက်လာတဲ့အချိန်မှာဒေါ်လာအင်တက်ကြီးကလက်ရှိ68နာရောင်ကျတယ်တကယ်လို့ပိုးဝဲတာထုတ်ခဲ့မယ်ဆိုဗျာ65တော့မဟုတ်65အောက်တောင်ကျသွားခဲ့တယ်ကျသွားနိုင်တယ်ပေါ့နော်ကျသွားနိုင်တယ်အဲ့အပတ်သက်ခါမှာဒေါ်လာအင်တက်ကျလေလေတစ်ဖက်ကကမ္ဘာရွှေတက်ကဘိုင်းရင်ပရက်ရှာဝယ်လိုအားတွေဝင်နေလေပဲအဲ့အပတ်ခါကျတော့ဘလို့ဆက်ဖြစ်မလဲဆိုတော့ဆက်ပြီးတော့စောင့်ကြည့်ရမယ်လက်ရှိမှာဒေါ်လာအင်တက်ကလည်းဝင်ပြန်ဆိုတော့အချိန်နေမကောင်းတောက်လျှောက်ထိုးကြနေနေတာမျိုး ဖြစ်နေရပေါ့နော်အဲ့အဖက်တကမှာကျွန်တော်ကတော့သတင်းချက်လက်ပိုင်းရလဲကမ္ဘာရွှေစီအသက်အားဆက်ချီနေလဲဦးမယ်နော်ယူဆပါတယ်အဲ့အဖက်တကမှာဒီနေ့ကမ္ဘာရွှေစီကိုကျွန်တော်သတင်းပိုင်းရအောင်ဒီပညာပိုင်းရတော့အောက်ကြတဲ့ချိန်မှာကြတဲ့ဈေးမှာဝယ်ဖို့ကျွန်တော်အကြံပြုချင်ပါတယ်လက်ရှိရောက်နေတဲ့အမြင်စည်းတွေကဝယ်ဖို့ကကြတော့ရှင်းပါတယ်တကလေးဈေးပြန်ဆွဲချသွားရဲဆိုရင်ကျွန်တော်တို့အယုံပိုင်းဈေးနဲ့နေထိသွားနိုင်တယ်ဒါမှမဟုတ်လဲ breaking news တွေထွက်လာလို့ဈေးပြန်ထိုးကြရဲဆိုရင်ကျွန်တော်တို့အနေနဲ့အမြင်စည်းမှာဝယ်မိတယ်ဆိုရင်ကျွန်တော်တို့အနေနဲ့များလာဖြစ်တဲ့ခါမှာကျွန်တော်ကတော့ဈေးပြန်ကြဈေးနည်းနည်းပြန်ကြကိုစောင့်ပြီးတော့ အောက်ဈေးတန်းတနည်းအားဖြင့်ကျွန်တော်တို့ market ခေါ်ရဆိုရင် support ဈေးတန်းနေဈေးအကျအဟန်သားဈေးတန်းနေမှာဝယ်တာကကျွန်တော်တို့အတွက်ပိုပြီးတော့ risk နေပြီးတော့အကျိုးမြတ်များနိုင်တယ်လို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ပါဒါလေးရောက်ကျွန်တော်ဒီနေ့ကျွန်တော်တို့တရက်တာကပတ်ရွှေဈေးကွက်တော့မှတ်ချက်ပြီးလို့ဖြစ်ပါတယ်။အခုလိုမတော်တဲ့ချက်ဗီဒီယိုတွေကို up to the chief နဲ့ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားကြပါခင်ဗျာကျွန်တော်ဒီမှာဒီကဘာရွှေအယောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံတင်တဲ့နေ့တက်ရောက်လို့ရပါတယ်ခင်ဗျာအဲ့ဒါလေးနဲ့ပတ်သက်ပြီးလဲကျွန်တော်ရဲ့ အဲ Messenger ကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ Viber တွေကနေစုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျအားလုံးပဲဒီနေ့တရက်တာတွေကပ္ပရွှေစီတက်ကြအောင်ကျွန်တော်မှန်မှန်ကန်ကန်အယောင်းဝယ်လုပ်ပြီးတော့ဒီရတဘတ်ကိုအကျိုးမြတ်နဲ့စတင်နိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးနေပဲကျွန်တော်ရဲ့ဒီနေ့တရက်တာကပ္ပရွှေစီကွက်သုံးချက်ဗီဒီယိုလေးကိုဒီမှာပဲကျွန်တော်ညီကုန်းချုပ်ပြပါစေခင်ဗျ